မလေးရှားနိုင်ငံကွာလာလပူမြို့မှာပြုလုပ်ခဲ့တဲ့ Asia People Forum 2015ကိုတက်ရောက်လာတဲ့မြန်မာနိုင်ငံကလူငယ်တွေနဲ့နိုင်ငံတကာကလူငယ်တွေဟာတာယာဝရီအကျဉ်းထောင်မှာဖမ်းဆီးခံထားရတဲ့ចောင်းသားတွေကိုလွှတ်ပေးဖို့အတွက် Forum B မှာဆန္ဒပြတောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။ Asian People's Forum ကို April 22ရက်နေ့ကစတင်ကျင်းပခဲ့ပြီး April 24ရက်နေ့အထိကျင်းပခဲ့တာဖြစ်ပါတယ်။ အာဆီယံလူငယ်တွေရဲ့ဆန္ဒပြတောင်းဆိုမှုကိုတော့ Foreign Affairs ဧပြီလ24ရက်နေ့မလေးရှားစံတော်ချိန်ညနေ၄နာရီမှပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဆန္ဒပြတောင်းဆိုရမှာလမ်းလျှောက်ဆန္ဒပြခဲ့ပြီးမြန်မာနိုင်ငံကចောင်းသားလူငယ်တွေအပါအဝင်အာဆီယံနိုင်ငံတွေကចောင်းသားလူငယ်တွေပါပါဝင်ခဲ့ပြီးကိုစားပြုအလံခွထောင်းအလံနဲ့ Free Burma Student လို့ရေးသားထားတဲ့စိုင်းပုတ်တွေကိုကန်ဆောင်ပြီးအဖမ်းဆီးခံចောင်းသားတွေကိုလွှတ်ပေးဖို့မြို့တော်ကွာလာလပူမြို့လယ်မှာတောင်းဆိုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ၃ရက်ကြာပြုလုပ်ခဲ့တဲ့အဲ့ဒီဖိုရမ်မှာမြန်မာနိုင်ငံကကိုယ်စားလှယ်တရားကြော်တက်ရောက်ခဲ့ပြီးလူငယ်ကိုစားပြုအနေနဲ့တက္ကသိုလ်ကျောင်းသားသမဂ္ဂများကကိုယ်စီရလွင် NNER ကကိုဖုံးမြင့်ကျွင်နဲ့အခြားလူငယ်၃ဦးတက်ရောက်ခဲ့ကြပါတယ်။ မြန်မာလူငယ်တွေကအာဆီယံလူထုဖိုရမ်မှာအလို့ယုံဆွေးနွေးပွဲပြုလုပ်ပြီးတော့လေဖိုရမ်ကိုတက်ရောက်လာတဲ့အာဆီယံဒေသတွင်းကအရက်ဘက်အဖွဲ့အစည်းတွေ၊ကွန်ရက်တွေကိုចောင်းသားတွေရဲ့ပညာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွေနဲ့ចောင်းသားတွေလက်ရှိရင်ဆိုင်နေရတဲ့အခြေအနေတွေကိုဆွေးနွေးတင်ပြခဲ့ကြတယ်လို့သိရပါဗျ။ ဒါအပြင်မြန်မာနိုင်ငံကိုစားပြုလူငယ်တွေနဲ့အာဆီယံကျောင်းသားသမဂ္ဂများတည်ထံထက်မှန်တွေ့ဆုံမှုသဘောတူညီခဲ့ကြသလိုမြန်မာနိုင်ငံရှိဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွေနဲ့ဖမ်းဆီးခံကျောင်းသားတွေရဲ့အရေးကိုဆွေးနွေးတင်ပြနိုင်ခဲ့ကြရလို့သိရပါဗျ။